မင်္ဂလာပါခင်ဗျာကိုခွစ်တိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကိုလိုလိုတဲ့ဗန်ပြည့်ရဲ့ပယ်ဆယ်ဟန့်အကြောင်းကိုပြောပြပေးသွားမှာပါဗန်ပြည့်ရဲ့ပယ်ဆယ်ဟန့်ကတော့တူချုပ်ပြောရမယ်ဆိုရင်ပယ်ဆယ်အပိုင်းစာလေးတွေကိုဆိုပြီးတော့ reward တွေရရှိနိုင်တဲ့ event တစ်ခုပဲဖြစ်ပါတယ် user ပဲဖြစ်ဖြစ်တွေးကြုံရှိရသူပဲဖြစ်ဖြစ်လူပန်းပါဝင်နိုင်ပြီးတော့ test တွေကလည်းရိုးရိုးရှင်းရှင်း spot မှာဝယ်ရောင်းလေးပြုလုပ်ပေးအောင်ပဲဖြစ်ပါတယ်ပယ်ဆယ်ဟန့်အကြောင်းကိုမပြောသားခင်မှာကိုကြည့်နေတဲ့လူကကိုလိုရဲ့ YouTube channel နဲ့ video လေးတွေကို subscribe like and comment လေးတွေကိုပြုလုပ်ပေးသားပြီးတော့တောင်းဆိုချင်ပါတယ် ဒါဆိုရင်စားလဲကြရအောင်ဗျ။ Present hand ကဘန်ပိအချိန်မှာလူကြိုက်အများဆုံးနဲ့ viewer တွေကောင်းကောင်းရတဲ့ event တစ်ခုလို့ပြောလို့ရပါတယ်။ Present hand ကိုဘလို့ join ရမလဲ။ဘာလို့လောက်ရမလဲဆိုတာကိုဆက်ပြောပြပေးပါမယ်ဗျ။အရင်ဆုံးဘန်ပိတဲကိုဝင်ပါ။ခရဲမှာ spot aid ဆိုတာရှိပါတယ်။ spot aid ထဲမှာ present hand ဆိုတဲ့စာမျက်နှာလေးလေးကိုဝင်လိုက်ပါ။အဲဆိုရင် present hand event တွေကိုရောက်ရှိသွားမှာဖြစ်ပြီးတော့လက်ရှိ ongoing present event တွေကိုလည်းတွေ့ရမှာပါ။တခုချင်းစီမှာရရှိနိုင်တဲ့ viewer တွေကိုဖော်ပြထားတာကိုလည်းတွေ့ရမှာပါဗျ။ ပဇက်ဟန်တွေတက်စီဘလိုလို့ရမလဲဆိုတာကိုသိသွားအောင် ကိုလူတော်အကုန်လုံးသိရတဲ့ XRP ရဲ့ big company fit and repair stable coin RLUSD ရဲ့ပဇက် event လေးကိုကြည့်လိုက်ရအောင်ဗျဒီမှာဆိုရင် total reward အနေနဲ့9000 XRP ကို ပေးထားပြီးတော့ join down ကိုနှိပ်လိုက်ရင် RLUSD ရဲ့ပဇက် event လေးကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ပဇက်အကွက်9ကွက် ဒီမှာဆိုရင်ပယ်လက်ကွက်လေး၉ဘက်ပေါ်တွေ့ရမှာပါဒီ၉ဘက်မှာ down light ဖြစ်စေအလျား light ဖြစ်စေပြီးသုံးခုတန်းသွားရုံနဲ့ lucky draw တွေဘက်တွေကိုရရှိမှာဖြစ်ပြီးတော့ကိုဘလောက်ထိကန်ဆန့်ကိုဘလောက်စီကန်ကောင်းနိုင်မလဲဆိုတာရင်ခုံရမှာပါ lucky draw တွေဘက်ကို၃ရက်ချီကန်ဆန့်နိုင်မှာဖြစ်ပြီးတော့ဒီအပိုင်းစာလေးတွေကိုကိုပြေးသွားပြီဆိုတာနဲ့ပေဝင်းဆိုကြီးဖြစ်တဲ့တရားအိစာပြီကိုရရှိနိုင်မှာဖြစ်ပါတယ်တကုရှိတာကသူက limit ရှိတာကြောင့် fin no စားသားစနစ်လို့ပြောလို့ရပါတယ်အောက်မှာတော့ daily test တွေနဲ့တက်ဆိုင်ရာ test တွေလုပ်ရမှာရှိပါတယ် အီဗန်ရူမှာပြည်တော်ရှိတာကြောင့်တစ်ချက်ကြည့်လိုက်ရအောင်ဗျ။ test အနေနဲ့ကတော့ daily trading test, deposit test, trading volume test, convert ever နဲ့ referral test တွေဆိုပြီးတော့လောက်ရမဲ့ test တွေကိုရေးပြပေးထားပါတယ်။အဲ USD ကို10ရက်တိုင်းတရက်ပေါင်း5ဒေါ်လာကိုထိတ်ထားရုံနဲ့ base လေးကိုရမယ်။ ယူဇာတွေကဒေါ်လာ100ကနေ200ထိ deposit လုပ်တာနဲ့ base bonus အပြင် trade volume ကိုလည်း100ကနေ9000ထိပြီးရင် alpha မှာဒေါ်လာ100ဘူးထိတ်ဆိုရင် test လေးကိုပေါင်းပြီးစက်နှစ်ခုကြီးရရှိနိုင်မှာပဲဖြစ်ပါတယ်။ဒါကတော့ new user test တွေကိုပြပြပေးလာတာပဲဖြစ်ပါတယ်။ present hand မှာကိုယ်ကပုံနေတဲ့အပိုင်းလေးတွေကို user ချင်းချင်းကိပေးလို့ရတာကြောင့် event ကပါဝင်သူတိုင်းတော့တကယ်စိတ်ပြေစေမှာပါ။ အဲဆိုရင်အခုပြောပြပေးသွားတဲ့ပဲဆယ်ဟန် event ကြောင့်ကိုသိရှိသွားကြပြီထင်ပါတယ်ကိုလူလိုရောဥမာပဲဆယ်ကိုလှုပ်ဖို့တွေးနေရလားပဲဆယ်ကနေပြီးတော့ block ချီရောက်သွားပြီလေဆိုတာကိုပြောပြသွားကြပါအောင်အဲဆိုရင်ဒီလောက်နဲ့ပဲတော့ဆက်လိုက်ပါတယ်အားလုံးပဲချမ်းရတဲ့ဆောင်းရွက်ဒီမှာနေရေးစွေးနေနေကြပါနောက် video တွေမှာပြန်တွေ့ပါမယ်ခင်ဗျ